အားလုံးမင်္ဂလာပါကျွန်တော်တို့ Chelsea 4 you နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီတစ်ပတ် weekend ကတော့ဟိုတော်တော်စိတ်ပျက်စရာကောင်းတဲ့ပွဲစဉ်တစ်ပွဲကိုကြည့်ရတယ်ပေါ့နော်ဟို Chelsea Bazet Brentford ပေါ့နော် Brentford ရဲ့အိမ်ဝင်းမှာကျွန်တော်တို့ Chelsea တော်ရောက်ရှင်ပြန်ကစားရတယ် London Derby ဖြစ်တဲ့အတွက်ပွဲကတော့ဟိုခက်ခဲမယ်ဆိုတာသိခဲ့ပေမဲ့ဟိုဒီလိုတွေဟိုစိတ်ပျက်စရာကောင်းတဲ့အခြေအနေမျိုးတွေကြုံရမယ်လို့တော့မခံစားမိဘူးပေါ့နော်ဆိုတော့ဟိုဘာစိတ်ပျက်စရာလဲဆိုရင်ဒီနီးပြားရဲ့ လူထုပ်ပုံကစပြီးတော့ in game plan အစုံပေါ့နော်။အော်ကျွန်တော်ဟိုစိတ်ဓာတ်ပိုင်းဒါရီယာစကျွန်တော်တခုမှဟိုကောင်းကောင်းမွန်မွန်စီမံခန့်ခွဲနိုင်စွာမရှိခဲ့ဘူးလို့ပြောရမှာပေါ့နော်။ပထမဆုံး line net ကိုကြည့်လိုက်တည်းကကျွန်တော်တို့ဟိုစပြီးတော့ထွက်တဲ့ line net ကိုကြည့်လိုက်တည်းက Jason မပါဘူး၊ Paman ပါဘူး၊နောက်ကလက်ပိုင်းကိုဝဲမပါဘူး၊ကုကူရဲလာမပါဘူး။ဟိုဒီကစားသမားတွေမပါဘဲနဲ့ထွက်လာတဲ့ကအာဒီနည်းပြအနေနဲ့ ဘယ်ပြောမလဲကိုယ့်ရဲ့အချင်းလေးကိုကောင်းကောင်းမတုံးတတ်တတ်ဘူးလို့ဟိုမြင်လိုက်တာပေါ့နော်တကယ်ဆိုရင်ကျွန်တော်တို့ဒီအချင်းလေးကချန်ပီယံလေးဝင်ခွင့်အတွက်ဒီပရီးမီးယားလိမ့်မှာဟိုတော်တော်ရုံးရမဲ့အချင်းလေးမျိုးပေါ့နော်ဒီဘရန်ဖို့လိုပွဲမျိုးမှာရုံးမဲ့အချင်းလေးမျိုးမှာဒီနောက်ပွဲအတွက်လူချန်တဲ့ပုံစံမျိုးကစားကလိုင်းနက်ကိုထွက်တယ်ပေါ့နော်ဆိုတော့အဲ့နက်ကိုထွက်တဲ့အခါမှာဒီပွဲပြီးတော့ဘာပြောလဲဆိုတော့ ဒါကဗျူဟာရဘရန်ဖို့ကိုရှင်းပြန်ကစားခြင်းဖြစ်တယ်ပေါ့နော်ဒီလီဂယ်ဝါဆိုနဲ့ယူဘာကွန်ဖရင့်လီတူပွဲဟိုကစားသမားတွေခြံခြင်းမဟုတ်ဘူးဆိုပြီးပြောအဲ့မှာပို့ပြီးအန်အော်ယူရတယ်ဟုတ်ရတယ်ဘာကြောင့်လဲဆိုဘရန်ဖို့ကဒီအမြင်ပေါ်တွေမှာအားတာတဲ့အနေထားမျိုးမှာတိုက်စစ်မှာအန်ကူလိုနုံချာချာကစားတဲ့ကစားသမားမျိုးကိုထည့်ထားဒါဗျူဟာရလားစဉ်းစားလို့တော့ကျွန်တော်မရတဲ့အခြေအနေမျိုးပြ တကယ်ဆိုရင်ဒီပွဲက9တင်းနိုင်ထိုက်တဲ့ပွဲဗျဘရန်ဖူးကဒီနေ့ပွဲမှာဒီနေ့မှာဆိုရင်ဘာမှထူးခြားခြားလုံးပြနိုင်တာမျိုးမရှိဘူးဒုတိယပိုင်းမှာကျွန်တော်တို့အာတင်းကအာအနိုင်ရကျွန်းစုံနဲ့လိမ့်တိုက်လို့သာကောင်တာတက်ကလေးတွေပြန်လာတာပဲရှိရပေါ့နော်ဆိုဟိုအန်ကူကူဆိုတဲ့ကစားသမားကလည်းချက်စင်းနဲ့မထိုက်တန်တော့ဘူးနော်စိတ်ကောက်နေရတယ်ကဟိုလွန်လွန်သွားပြီပေါ့နော်ဟိုအတိုင်းတာတစ်ခုစီကျွန်တော်တို့လက်ခံပြီးလို့ရပြီမဲ့နီးပြားက သူ့ကိုမကြိုက်လို့ဂျက်ဆင်ကိုအသုံးပြုတဲ့အခါမှာအာသူ့အနေနဲ့ emotional ဝင်တာကိုလက်ခံလို့ရပါမယ်။အာဒီလိုကြီးရေရှည်ကြီးစိတ်ကောက်နေရပြတော့လက်ခံပြီးလို့မရအောင်ဒီကစားမှတော်တော်လေးကိုစုပ်ပြက်နှုံချတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဒီပြအနေနဲ့လဲခရစ်စတိုဖာအန်ကူကိုအသုံးပြုမယ်ဆိုရင်သူ့ရဲ့အာသာချက်အာနယ်ချက်ကိုတိတ်ထားဖို့လိုတယ်။အာဒါပေမဲ့တိမထားဘူးလို့ကျွန်တော်ခန်းစားနေရတယ်ဆိုဟိုဘာကြောင့်လဲဆိုခရစ်စတိုဖာအန်ကူကအာဒီလို ဟိုးတက်ပလေဒီဒီတောင်းဆင်းတဲ့နေရာမှာအလောက်ကြီးအင်ပက်မဖြစ်ဘူးနျူကလီးယားစင်တိုင်းမကစားနိုင်ဘူးဆိုအဒီချင်းနေမှာအန်ဂူဂူကိုဒီတောင်းဆင်းခိုင်းပြီးတော့ဘောကီရင်းပုံစံမျိုးကျွန်တော်တို့ဟိုးတက်ပလေကစားစီတဲ့ကမှာဟိုအန်ဂူဂူကအရင်နှေးတဲ့ခါတော့အလုံးမဖြစ်ဘူးပြန်အာဒီဒူဂူရန်လည်းတော်တော်စိတ်ပြက်လက်ပြက်ကစားနေတဲ့ပုံစံမျိုးတွေ့ရတယ်ဒီကွင်းလက်က ။အဲဆိုဖာနနက်တောင်မှာသူ့ကိုအော်ယူလောက်တဲ့အဆင့်ထိရောက်ခဲ့တယ်ဆိုတာဟိုစင်ဟိုဘယ်လိုပြောမလဲ။တွေးကြည့်ရင်တော့မှတော်တော်စိတ်ပျက်စရာကောင်းတဲ့အနေအထားမျိုးပြ။ကျွန်တော်တို့ဟိုပွဲကြည့်တဲ့ညီကလေးဆိုပို့ပြီးတော့ဟိုစိတ်တော်လိမ့်မယ်။ဆိုတော့ဒီကမှားခဲ့တဲ့အချက်ကလူထုပုံကစာမှပြီးတော့ဒီထုတ်လာတဲ့လူတွေကိုလည်းအင်ဂိမ်းပလန်မှာကောင်းကောင်းအသုံးမပြုတတ်တာဖြစ်တယ်ပေါ့နော်။ဟိုမာလိုကတ်စတိုနဲ့ ဒီ regain ပေါ့နော် gain ကိုအသုံးပြုတဲ့ပုံကလုံးဝမားနေကျွန်တော်အဲ့လိုပဲယူဆတယ်လုံးဝမားနေဆိုတော့မလုကတ်စတူက network ဖူးဖက်နေတဲ့ကစားရင်ဘလောက်ကောင်းတဲ့ကစားသမားလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အရာတည်းက pochettino အသုံးပြုတဲ့ပုံကိုကြည့်ရင်သိနိုင်တယ် attacking မှာလည်းအဆင်ပြေတယ်ဒီ defending မှာလည်းသူ့ရဲ့ဝလုကအဲ့လောက်ကြီးရော့ကျသွားပြီးမတွေ့ရအောင် ဒါပေမဲ့ဒီရသည်မှာ impactor အဖြစ်ဝင်ကစားတဲ့ပွဲတိုင်းပွဲတိုင်းညီပြားညွန်ကြားချက်အတိုင်း like ကစားတဲ့ပွဲတိုင်းဘယ်တော့မှအဆင်ပြေဘူးမလို့ Lucas 2ကပြခဲ့ပွဲမှာဆိုလဲဘလုံးကလည်းကင်ထားတာဘာမှလုံးမဖြစ်ဘူးကျွန်တော်တို့သူ့ကို hash rate ကြောင်းဝင်ပေးဝင်ပေးဖို့ underline like ဖို့ overline like ဖို့ညွန်ကြားတာမျိုးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ like တွားတဲ့ underline တိုင်း overline ပင်နိုင်ရလုံးဝမကလမလို့ Lucas 2ကအဆင်ပြေဘူး crowd ဘောတွေမှာလည်း ဖြစ်တယ်လို့တင်တယ်။ impetan နဲ့ဝင်ကစားလို့နောက်တန်းကိုလည်း impet ကြီးအဲ့လိုကြီးဖြစ်မသွားဘူး attacking ကိုလည်း impet ကြီးမဖြစ်ဘူး။ဘောလုံးဖြန့်ဝင်ပုံပိုင်းမှာလည်းအဲ့လိုကြီးအလုပ်ဖြစ်မနေဘူး။ဒါနီးပြအနေနဲ့ညင်ရဲ့တန်းနဲ့ဘာလို့ကစားလို့ဒီလိုပွဲတိုင်းဖြစ်နေရတိရတဲ့နဲ့သုံးတာဒါမားတာပြီးတော့ဂျင်းဂျင်းကိုလက်ဖက်မှာပို့ပလိုက်တယ်မတကဂျင်းကိုကျွန်တော်တို့ inverter ဖြစ်ဝင်ပြီးတော့ကစားစီရယ်ဆိုရင်ကိုအဲ့လောက်ကြီးဆိုးမယ်လို့မထင်ဘူးဒါပေမဲ့ ဂျင်းကိုလက်ဖက်ပုတ်လိုက်တယ်ဆိုအဲ့မှာအာတာချက်နေနေတော့အမ်ဘူမိုကျွန်တော်တို့ဟိုထိမ့်နိုင်ခဲ့တယ်ပေါ့နော်ထင်တယ်ဒါပေမဲ့တပွဲလုံးစုပြတ်တက်နေတဲ့မာလူကတ်စ်တို့မထုတ်ဖ ೇನೆ ဂျင်းကိုထုတ်ပလိုက်တယ်အဲ့မှာကျွန်တော်တို့ဟိုဘရန်ဖူရဲ့ကောင်တာအတက်တရအသက်ဝင်လာတာမျိုးတွေ့ရတယ်ဒီနေ့မှာကျွန်တော်ကိုယ်တမဆက်ချက်မစိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်အကောင်းကောင်းလုံးလုံးသွားတယ် ဆိုကွင်းနယ်ကတော့ပြောစရာတော့အများကြီးရှိပါဘူးဒီကစားသမား2ယောက်ကျွန်တော်တို့ကန်စီရိုးနဲ့အန်ဇိုဖာနန်ဒါကတော့သူ့ရဲ့ပုံမှန်ခြေစွမ်းကိုပြတယ်ဒါပေမဲ့ဂျူပလီဟော့ဆိုတဲ့ကစားသမားကိုဘာကြောင့်ထည့်ထားလဲစဉ်းစားလို့မရဘူးဒီကစားသမားကလည်းလုံးဝကိုသုံးမရဘူးဆိုစန်ချိုဒီဘက်ကမာဒူရကေနိုနီမာဒူရကေကလည်းဘာမှဘာဆိုဘာမှသုံးလို့မရတဲ့ကစားသမားဆိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ နှစ်မှတ်တောင်ဆုံးရှုံးခဲ့ပြီချန်ပီယံလိဝင်ခွင့်အတွက်ဟိုတပွဲဝင်နေရတဲ့အနေအထားမျိုးမှာဒီလိုပွဲမျိုးကရှုံးမှုမပြောနဲ့တေးရတော့မချတဲ့နဲ့ပွဲမျိုးအနိုင်ရတဲ့နဲ့ပွဲမျိုးတွေဖြစ်ပေမဲ့ဒီပြားရဲ့ရွှေညွန်းတို့ဆူရောက်မှုကြောင့်မို့ကျွန်တော်တို့အမှန်တမှန်ဆုံးရှုံးခဲ့တယ်ဆိုတော့နောက်ပွဲတွေထပ်ပြီးရုံးရတော့မယ်ကျွန်တော်တို့ချက်စီကပွဲကတော်တော်ကြက်တယ်လို့ပြောလို့ရတယ်တော်တော်စိတ်ပြည့်စရာကောင်းတဲ့ နီးပြပေါ့နော်ချက်မြက်ရှိနီးပြကချက်မြက်ရှိအတွေးပဲရှိတယ်ဆိုတာကျွန်တော်ဒီမှာသဘောပေါက်သွားတယ်ဆိုဒီ group မျိုးဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲအားလုံးပြောတော့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်